စစ်စိတ်ပေါ်ပေါက်ပြီးတော့မှနောက်ဆုံးတော့အာဒီ husky စီးဖို့ကတော့ဒါ anti tong ဆန်းစုကြည်စီးဖို့ပေါ့နော်အာနိုင်ငံတော်ပိုင်ရဟန်းရင်ဆိုပြီးဝယ်တာဖြစ်ပါတယ် anti tong ဆန်းစုကြည်စီးဖို့ပေါ့နော်ဒါ anti tong ဆန်းစုကြည်စီးဖို့ပေါ့နော်အဲ့လားလေတပတ် BNE ရေချရလို့ရှိရင်အများပြည်သူတွေကိုကဲတင်နိုင်မှုအတွက် ရဟန်းရင်ဝယ်တာပါနော် မင်္ဂလာပါအခု podcast မှာတော့မြန်မာနိုင်ငံနိုင်ငံရေးခွင်းထဲမှာကောက်ချစ်ရုံမာတူတူလို့သတ်မှတ်ခံထားရတဲ့ဒေါက်တာတက်တက်ခိုင်ကြောင့်ဘူးဆွေးနွေးသွားပါမယ်ရှင်။တချင်ကဖြီးသူဘက်ကတိုက်မယ်လို့ပြောခဲ့တဲ့သူမှ အခုတော့စစ်တပ်ဘက်ကလုံးဝဖြစ်သွားပါပြီ။အဲ့ဒါနဲ့အတူသူဥဆောင်တဲ့ PPP People Pioneer Party ဆိုတဲ့ပါတီကလည်းအခုချိန်မှာပြည်သူရှေ့ဆောင်မဟုတ်တော့ဘူးဆိုတာတေချာမြင်လာပါတယ်။တသက်ခိုင်ကအရင်က NLD လွတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့သူဟာသူ့ရဲ့ပညာရေးနောက်ခံကတော့အစည်းဘက်နဲ့စီးပွားရေးပေါ့။ဒါကြောင့်စကားပြောတော်တော်ညက်ပါတယ်။ဒါပေမဲ့ NLD အစိုးရဖွဲ့နဲ့မကိုက်ညီရရှိလာပြီးထွက်သွားခဲ့တယ်။ထွက်ပြီးတော့သူပြောတာက ကျမတို့လူပြည်သူတွေအတွက်တကယ်လုံးမဲ့ပါတီလိုရယ်ဆိုပြီး PPP ကို P3 လို့ပေါ့ရှင်တည်ထောင်ခဲ့တာပါနောက်ကျောမှာတော့စီးပွားရေးအင်အားရှင်တွေမဘာသာနဲ့သက်ဆိုင်သူချူပါလာတာပါပဲ P3 လို့ဆိုရဲအမီရ People's Pioneer Party ပြည်သူရှေ့ဆောင်ပါတီဆိုပေမဲ့အမီနဲ့အလောက်ကမကိုက်ပါဘူးရှင်တီထောင်တဲ့အချိန်ကဆူလူဂရန်အရောင် People's Live Matter ရော ဒါပေမဲ့တကယ်တမ်းမှာပြည်သူဘက်ကလှုပ်ရှားမှုတွေမရှိခဲ့ပါဘူး။ရေကဝဲခါလာမှာတော့စီကန်သဘောထားတွေက NLD ကိုဖြစ်တင်ပြီးစစ်တပ်နဲ့နှိစက်နေရဆိုတာပုံမြင်ရပါတယ်။၂020ရေကပွဲတုန်းကပေါ့ရှင်။အဲဒီမှာတက်တက်ခါရမယန်ကုန်းကနေအမတ်တနေရာဝင်ကြိုင်ခဲ့ပါတယ်။ NLD ကရှုတ်တော်အမတ်ဒေါက်တာဒေါမေဝင်းနဲ့ပြန်ရတာပါ။ နောက်ဆုံးမဲရလက်ကတော့ရှင်ပြောပြမယ်ဆိုလို့ရှင်ရည်စရာတော့ဖြစ်တဲ့စင်တီပါပဲနောက်ပိုင်းမှာဖီသုံးလုံးကစစ်တပ်နဲ့နိနိကက်ကပူဖြစ်လာတယ်တက်တက်ခိုင်ကူပါစစ်အာဏာရှင်က2021မှာလူမှုဖွံ့ဖြိုးရေးပြည်လဲနေရခြားထားရေးဝန်ကြီးဖြစ်ခန့်လိုက်တာပါပဲအဲ့ဒီချိန်ကစပြီးသူဟာစစ်တပ်ဖက်ကသူဆိုတော့ပူပြီးထင်ရှားလာတယ်တော်လိုင်းဖွဲ့ရီအမြင်ကတော့ရုပ်ရှင်းတယ်တက်တက်ခိုင်ဆိုတော့ကျွန်းတဲ့ပေါက်တိောက် ပီတုံးလုံးပင်မှာအဖွဲ့ဝင်အများကြီးထွက်သွားတဲ့ကိစ္စလည်းဖြစ်ခဲ့ပါတယ်။တချို့ကပါတီနဲ့သက်သက်ခိုင်းရဲ့သဘောထားကိုမကြိုက်လို့ပြောပြီးထွက်သွားကြတယ်။အဖွဲ့ဝင်900ကျော်ထွက်သွားတယ်ဆိုတဲ့သတင်းအတိအကျရှိပါတယ်။ဒါကလည်းရှေ့တောင်ပါတီတစ်ခုနေနဲ့မတည်ငြိမ်တော့တာကိုပြသလိုက်တာပါပဲ။သက်သက်ခိုင်ကနိုင်ငံရေးသမားမဟုတ်ပဲလူလေစီးပွားရေးသမားလို့တော့ခေါ်ကြပါတယ်။သူကစေးဘက်အလုပ်လုပ်သလိုစီးပွားရေးလုပ်ငန်းတွေရွှေဆိုင်တွေလည်းရှိတယ် ဒါပေမဲ့စီးပွားရေးနောက်ခံကသူ့ရဲ့နိုင်ငံရေးပုံစံကိုလည်းချိုးဖောက်နေတယ်။တေးကြားတစ်ခုကတော့သူ့နိုင်ငံရေးလုပ်တယ်ဆိုတာလူလူတွေမဟုတ်ဖဲနဲ့သူ့ရဲ့စီးပွားရေးနယ်ပယ်အတွင်းမှာနတ်မီဂုံးတဲ့မြင့်မှုအတွက်လောက်တာဆိုတာပါပဲ။နောက်သူပြောခဲ့တဲ့ဗယံပရာစကားတွေအများကြီးရှိပါသေးရဲ့ရှင့်။ဟန်နဒီလက်ထက်ဒေါ်လာ1500ကျဆူတိုင်းမီပြက်မယ်လို့ပြောခဲ့ပေမဲ့ဆီယာနာရှင်လက်ထက်ဒေါ်လာ4500ကျဖြစ်နေချိန်မှာနှုတ်ဆက်နေခဲ့ပါသေးတယ်။ ပြီးတော့သူဥဆောင်တဲ့ resident condo project ကြက်ပြီးတော့ဝေသူတွေဒုက္ခရောက်ပေမဲ့ဘာမှ ဖြေရှင်းခဲ့တာလည်းမရှိပါဘူးတသက်ခိုင်ဟာသူ့ရဲ့ဗဟံမရာဆန်တဲ့ဇကားတွေကိုလူလူကြားမှာလဲအဲ့လိုပြောခဲ့တာပါအခုကတော့ပြီးသုံးလုံးဆိုတဲ့ပါတီကပြီးသူလူလူကြားမှာပြတ်ပေါက်သွားပြီတတခိုင်းဆိုတဲ့နာမည်ကအခုတော့ဘီသူယုံကြည်မှုလည်းမရှိတော့သလိုလူလူထဲမှာအပြည့်မရဆိုတဲ့နာမည်ဖြစ်သွားခဲ့ရပါပြီ။ ဒီကျင့်တဘာမှအကြောင်းကတော့ပြောမစုံမောင်းတော့တုံအောင်မှာပဲရှင်။